က်ရှိမှန်သမျှကိုအကျွတရားရအောင်တရားချပေးခြင်းနဲ့ဘုံဒီကမိုင်းမောင်း36000ခီးကိုဖျက်ကျော်ပြီးအနောက်ရက်မှာရှိတဲ့မူဂျိုကျောင်းတော်မှာကျန်းစာတော်ပင်ပါတယ်။သူ့ကိုစောင့်ရှောက်ဖို့တပည့်တုံးရောက်လဲပါလာပါတယ်။ဇီယာရောင်းတဲ့ဝူခုံးကလည်းအရင်လိုပြဿနာတွေမရှိတော့ပဲတင်းမြန်နေကြပြီးဝူခုံးရဲ့ဖောင်းမီပြဲဝူရောင်းဇီယာရောင်းကပန်းမွင့်ပုံလေးနဲ့ဖားပေးထားပါတယ်။နန်းခီးမှာဒုက္ခပေးတဲ့မိစ္ဆာတွေကိုနှိမ့်နှင်းပြီးခီးစကြရင်မြစ်တစ်ခုကိုရောက်တော့ဖြတ်သွားသမျှလေတွေကုန်ပျက်စီးနေတာကိုတွေ့လာရပါတယ်။ လေးရေကိုဖြည့်ဆည်းနေတာမြေဆောင်နဲ့ဖြစ်ပြီးဘာကျဲကမြေဆောင်နဲ့နဲ့နှိကြည့်ပေမဲ့မရလို့ဝူခုံးကစွတ်ဆက်သွားပါတယ်။ခွေးမျိုးချက်မရှိပဲဖြတ်သွားတာကြောင့်မြေဆောင်နဲ့ကဝူခုံးလို့အဖွဲကိုတိုက်ခိုက်ပေမဲ့ဝူခုံးလို့ကလည်းမရရအောင်ဖြတ်ပါတယ်။တစ်ဖက်ကိုရောက်သွားပေမဲ့လှီပြက်စီပြီးတယောက်တနေရာစီလွှင့်သွားကြပါတယ်။ဆရာတော်ကခြောက်ခမ်းပါအောင်ပြုတ်ကျသွားချင်းတောင်စောင်းပေါ်မှာမိန်းကလေးတယောက်ရှိနေပါတယ်။ဆရာတော်ကိုမိန်းကလေးကယောက်ျားအစီလာလို့ထူးထူးဆန်းဆန်းမေးပါတယ်။ဆရာတော်ကလည်းသူ့ပုံသားကဖေနာကယောက်ျားနဲ့မတူနေလို့လဲလို့ပြန်ပြောလိုက်ပါတယ်။ မင်းကလေးကဆရာတော်ကိုမြင်မြင်ချင်းသဘောကျသွားပြီးဘာမှမပြောဘဲအသေးအတန်ပြန်သွားပါတယ်။တကယ်တော့ဒီကျောင်းကအမျိုးသမီးဝေကြီးပဲနေတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ဆရာတော်နဲ့တွေ့ခဲ့တဲ့သူကတော့မိမလာတိုင်းပြည်ရဲ့ဖခင်မဖြစ်ပါတယ်။ဖခင်မကယောက်ျားတယောက်ကိုမြင်ခဲ့ကြောင်းပြောပြတော့နန်းဝင်းသူတွေကယောက်ျားတွေအကြောင်းရေးထားတဲ့ဘိုးဘေးတွေရဲ့စာအုပ်ကိုဖွင့်ဖတ်ကြပါတယ်။ဒီနိုင်ငံမှာယောက်ျားတွေကိုအပြစ်သားလို့ဘိုးဘေးတွေကသတ်မှတ်ထားပြီးယောက်ျားဆိုတာအစိတ်တွေထဲမှာအပြင်းဆုံးအစိတ်လို့စာအုပ်ထဲမှာပြဋ္ဌာန်းထားပါတယ်။ ဂျောက်တာတယောက်ရဲ့အကြီးတစ်ချက်မှာရှင်ခုံပွားပြီးဆိုရင်အချစ်ချင်းစာလို့ခေါ်တဲ့ချိန်သာမိသွားတယ်လို့လဲစာအုပ်ထဲမှာပါပါတယ်။အရင်နောက်ပိုင်းစာရောကပြဲနေလို့ဖိုင်ရေးထားတဲ့သိချင်နေကြတော့အတိုင်းမခံမဲ့မဲရောက်လာပြီးအချစ်ချင်းစာကိုဖျက်ဖို့ဆိုရင်ဘူလာစင်မီဖြစ်တဲ့ဂျောက်တာတွေကိုတက်ပြရမယ်လို့ပြောပြပါတယ်။အဖက်မှာတော့ဝူကောင်းလို့ဘွဲကတောထဲမှာမျက်စိလည်နေပြီးမိမလာတိုင်းပြီးတဲ့ရှောက်လာပါတယ်။ဒုတဝင်လာတဲ့ပြစ်သားတွေကိုမိမလာကျုံကစစ်သူကြီးကဖမ်းသွားပါတယ်။ဒရိုင်းပြည်လုံးကမိမတွေကရှောက်ကြမမြင်ဘူးလို့တန်းအတော်ဝိုင်းကြည့်နေကြပါတယ်။ သူတို့ကိုအတိုင်းမခန်းကချက်ချင်းပဲတည်တံပေးလိုက်ပါတယ်တင်းဖူးကတော့ယောက်ျားဖြစ်နေလို့ဖြစ်ပါတယ်တနေ့မှာဖုန်ကြီးတစ်ပါးနဲ့မိစ္ဆာသုံးဝါဝါသူ့နေရာကိုရောက်လာပြီးမိမလာတိုင်းပြည်ကိုပြအောင်လုပ်မယ်လို့ဟောကိန်းတစ်ခုလည်းရှိပါသေး။အဲ့ဒါကလည်းအခုမြင်ရသလောက်ဆိုမှန်နေပြီဖြစ်လို့ချက်ချင်းတည်တံပေးလိုက်ပေမဲ့ဘီမားကသူ့ကိုတယောက်တည်းစီစီခြင်းလို့တည့်ရဆိုင်ကလိုက်ပါသေး။ဝူခုံးကအချုပ်ခန်းကိုဖောက်ခွဲပြီးထွက်သွားဖို့လို့တော့ဘာကျင်းနဲ့ဝူကျင်းကဆရာတော်ကခွင့်ပြုမှာမဟုတ်ဘူးဆိုပြီးဒါတော့မှပဲဆရာတော်ကမြန်မြန်သာဖောက်ခွဲပြစ်လိုက်ဖို့ပြောပါသေး။ သူတို့ထွက်လာချိန်မှာဘေးမားတဲ့လူယုံတွေကအချုပ်တကားနာဝေလျှောက်လာလို့တကားနဲ့ဆိုင်မိပြီးမှီလေကုန်ပါတယ်။အကုန်လုံးပြန်ပြေးကြပါမယ်။မိမလာကျောင်းကနေအပြင်ထွက်လို့မရအောင်ကာရထားတဲ့အကာရန်ကြီးရှိနေပါတယ်။ဘူကုန်းလည်းထွက်မရမဲ့အတူတူဆရာတော်ကိုကြိုက်နေတဲ့ဘေးရင်ပါကိုဒီနံမေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အချုပ်ခန့်တဲ့ဝန်မတိအောင်ပြောင်းဝင်နေပြီးဘေးရင်မနဲ့သူ့အပေါင်းပါတွေလက်စစ်မေးမဲ့အချိန်ကိုစောင့်နေကြပါတယ်။မိမတွေကဘူကုန်းလုံးအဖွဲ့ကိုတယောက်တစ်ခန့်စီစဉ်ပေးပြီးတစ်ခန့်တစ်မြို့ရှံဖြစ်နေကြပါတယ်။ ဆရာတော်ကိုစစ်မေးတဲ့ဘီရင်မကသူချိန်သာမိနေတယ်လို့ဆရာတော်လည်းမိနေလာလို့မိပါတယ်။ဆရာတော်ကတော့ဘာချိန်သာမှမိနေပဲသူတောင်ဝင်တိုင်းအနောက်ရက်ကိုကျန်းသာသွားယူခြင်းတောင်ပြောပါတယ်။သူတို့ကိုထွက်သွားဝင်ပေးဖို့တောင်းဆိုတော့ဘီရင်မကလည်းမိမနာကြုံရထွက်သွားဖို့နီးလက်ရှိလာတော့မသိပေမဲ့ကူညီပေးမယ်လို့ပြောလိုက်ပါတယ်။နောက်နေ့မှာတော့စီစဉ်ထားတဲ့အတိုင်းဆရာတော်ကိုလေယာဝေသက်ဖို့ကစင်တင်ထားပါတယ်။ဒါပေမဲ့ဘီအမကရဲမရအောင်ဆောင်ပြီးမြှားတွေကိုအတူရင်းနဲ့လဲထားပါတယ်။ဆရာတော်တို့အဖွဲ့ကိုတီးချင်းအောင်ဆောင်ခိုင်းပြီးသူ့ကိုတောင်းအောင်မလာတွေ့ဖို့ချိန်လိုက်ပါတယ်။ ပထမဆုံးဝူချင်းကိုပြစ်လိုက်တော့ဝူချင်းကတီချင်းအောင်ဆောင်းလိုက်ပေမဲ့ဆရာတော်အလဲရောက်တော့မညာတဲ့တဲ့ဆရာတော်ကတီချင်းအောင်မဆောင်နိုင်ဖြစ်နေပါဗျ။အဲ့တော့အကြောင်းဝူချင်းကပဲမိသွားအောင်ခြောက်ခဲနဲ့ပြစ်ပေးလိုက်ပါတယ်။ဝူခေါလဲမှာတော့ဝင်းညင်ထွက်သွားတဲ့အကွက်လေးပါအစစ်ထဲပြီးပွဲကြီးပရိသတ်ကိုခေါ်ပြေးပေးလိုက်ပါတယ်။ဗတ်ချင်းကလည်းအကွက်ပြဖို့စောင့်နေပေမဲ့သူကဖူးရုပ်ဆိုလို့အပြစ်ပူကြည့်ရဆိုပြီးမျှတွေများကြီးနဲ့ပြစ်လိုက်ပါတယ်။မသေးပေမဲ့အစီများနေတဲ့ဝက်ပိုင်းမှာမျှတွေစုပြုံဆိုင်ပြီးကြီးရဆိုးဆိုးနဲ့ပွဲတင်သွားပါတယ်။ အဲ့လိုနဲ့ဆရာတော်တို့ကတောင်းမှဘေးမတို့နဲ့ဆုံကြပါတယ်။ဒီနေရာထွက်သွားလို့ရမယ့်နေကိုဘေးမတော်မသိပေမဲ့ဘူးမီးတွေကမင်းမလာကျုံကနေထွက်လို့ရမယ့်နီလန်ကိုရှေ့သားခဲ့ဘူးပါတယ်။ဒါပေမဲ့လည်းကန်ဆိုးကျင်တော့အဲ့ဒီဆာရွက်ကပြောင်းနေပါတယ်။ဆာရွက်ကိုတွေ့ရင်ထွက်ပေါက်ကိုလည်းတိနိုင်တာကြောင့်လိုက်ရှာကြပြီးဝူခုံကရှာတွေ့သွားပါတယ်။ဆာထဲမှာအချစ်စစ်ကိုတီးမှလာခေးတကားကပွင့်လာလိမ့်မယ်လို့ရှေ့ထားပေမဲ့အကုန်လုံးကအချစ်ဆိုတာတော့ဘာမှမသိတဲ့မိမာတွေကြားစာလောက်ပဲခေါင်းထဲရှိတဲ့ဆရာတော်နဲ့မိစာရုပ်ပေါက်နေတဲ့ဝူခုံတို့တုံပေါက်ဖြစ်နေပါတယ်။ ကောလာဟာလာရီရတော့မိမလာကျုံနဲ့ကမိကလေးတယောက်ကမျက်ဆောင်နဲ့နဲ့ချစ်ကြိုက်ခဲ့ဘူးပါလေ။ဒါပေမဲ့ကောင်းဝလေးကလည်းမိမလာကျုံနဲ့ကအပြစ်ထွက်လို့မရသလိုမျက်ဆောင်နဲ့ကလည်းအထဲဝဝင်လို့မရတာကြောင့်သူတို့တွေဝေးခဲ့ရပါသေး။သူတို့အကြောင်းပြောပြနေရင်ဘာကျဲနဲ့ဝူချင်ရောဆရာတော်ကမှဖိုက်တွေနာလာပြီးဖိုက်တွေလည်းပူလာကြပါသေး။သူတို့ကမြေရီတွေတောက်ပြီးလို့ရှောက်ကြမရှိတဲ့မိမလာကျုံရဲ့တဘာဝအရာဖိုက်ကြီးသွားတာဖြစ်ပါသေး။အကုန်ဒုက္ခရောက်နေကြလို့ဒီပြဿနာကိုဖြေရှင်းဖို့ကဒီလတ်တစ်ခုပဲရှိပါသေး။ သူတို့ကျုံးမမှာရှိတဲ့လူတရနဲ့စီကဒါရှော့ဆိုင်ရီကိုတောက်ရင်ခလေးမရနိုင်တော့ပါမို့ဝူခုံးကဆိုင်ရီသွားယူပါတယ်ကိုဝင်ကြောင့်ဒုက္ခရောက်နေတဲ့ဆရာတော်ကိုဘီရင်မဟာကူညီပေးပါတယ်တလောကလုံးကိုကဲကျင်တဲ့ဆရာတော်ကကိုကလေးကိုတော့ဘာလို့မကဲတင်မဲ့ဖြတ်ချမှလဲလို့မေးတော့ဆရာတော်တွေ့ဝေးသွားပါတယ်တစ်ဖက်မှာလည်းဝူခုံးကဒါရှော့ဆိုင်ရီတောင်းနေပေမဲ့ဒါရှော့ဆိုင်ရီဆိုတာစမ်းကြောင်းထဲရရှိမဟုတ်ပဲလူတရနဲ့စီကခံစားချက်အပြည့်နဲ့ရတဲ့မျက်ရည်စက်ဖြစ်ပါတယ် မျက်ရည်လိုချင်တဲ့ဥခုံလဲလူတရနဲ့ကိုလက်သီးနဲ့ထိုးလိုက်ပေမဲ့အသားနာလိုကြတဲ့မျက်ရည်မဟုတ်ပဲအသေးနာလိုကြတဲ့မျက်ရည်ဖြစ်မှအစွမ်းထက်လို့ဟတ်တိလောက်စရာမျက်ရည်ဆက်ရဖို့ခက်ခဲနေပါတယ်။တဖက်မှာတော့ဆရာတော်ကဖိုက်ထဲကကလေးလေးမကန်တော့လို့စိတ်ပူနေပါတယ်။ဘီးမကကလေးကိုမွေးလိုက်ဖို့တိုက်တွန်းပြီးသူစောင်းလျှောက်ပေးမယ်လို့ပြောတာကြောင့်ဆရာတော်လည်းကလေးကိုမဖက်ချတော့ပဲအကောင်းဆုံးပြုစုပြောထောင်မှုဆုံးဖြတ်လိုက်ပါတယ်။ တဖက်မှာဝူခုံးကသူ့စီရတော့ကျန်းလာတော့ပြနိုင်မှုမျက်ရည်ကဘလောက်အရှိကြီးကြောင်းနက်ခီးမှာဘလူးအခက်ခဲတွေပဲရှိရှိသူကဆီရတော့အတွက်ဘာမှမမှတ်ကာဝယ်ပြီးသွားမှာဖြစ်ကြောင်းလည်းပြောပြနေပါတယ်လူတရရနဲ့ရဲ့ဘေးမှန်ကဖျောင်းနိုင်တွေဟာဖျက်ချခံလိုက်ရတဲ့ကလေးတယောက်စီကိုလှမ်းပြပေးတဲ့အထိပ်ပဲနဲ့မိထုံပေးထားတာဖြစ်ပါတယ်ဖျက်ချတယ်ဆိုတာမကောင်းမှဝူခုံးလည်းသိပေမဲ့အနောက်ရက်ဘူးခီးဆက်ဖို့ဆိုရင်ဖိုက်ကြီးနေလို့မရတာကြောင့်သူပဲလူစိုးလို့ပြီးဆီရတော့ဦးခဲ့တယ်မယ်လို့လူတရရနဲ့ကိုပြောပါတယ် ။ဘူခုံးရဲ့ဆရာတော်ပေါ်ထားတဲ့မြေတားကိုတီးပြီးဒိုတာရနဲ့ကမျက်ရည်ကြားလာအောင်ဟတ်တီသွားပါလေ။အဲ့လိုနဲ့တားရှုံးစက်ရည်ကိုခက်ခက်ခဲခဲယူပြီးပြန်လာချိန်ဆရာတော်နဲ့ညီကိုတွေကခလေးမွေးဖို့ဆုံးခဲ့လိုက်ပြီးလို့စီဗီပြောပါရယ်။ဘူခုံးကတော့အကောင်လုံးကိုကြောက်ရွံ့ဖြစ်သွားအောင်လို့ပြီးဆန့်ရည်တိုက်လိုက်ပါရယ်။ကိုဝင်းတွေမရှိတော့တဲ့အတွက်ဆရာတော်ကဝမ်းနဲ့သွားပေမဲ့ဘူခုံးကလည်းအပြစ်မတင်ရတာကြောင့်တယောက်တည်းစိတ်ပြေလက်ပြောက်ကျန်းစာရေးရှိနေလိုက်ပါရယ်။သူနဲ့အတူဘီယမကလည်းဆီအရိုကိုနှစ်သိမ့်ပေးတဲ့အနေနဲ့အနားမှာအတူရှိပေးပြီးကြံစာရီအတူလိုက်ရေးပါတယ် တောင်ကနေတောင်ပေါ်ရောက်တဲ့အထိလမ်းတလျှောက်ရှိလာနေတော့စစ်တီရော်ရီနဲ့အတိုင်းမခံမမဲရှောက်လာပါတယ်။ဆီယာရုံဦးသက်ဖို့ရှောက်လာကြတာဖြစ်ပေမဲ့ဘီမဟာတာရာကြောင့်အတိုင်းမခံမမဲလည်းဖမ်းယုံပဲဖမ်းထားမှလို့ခရီးပေးလိုက်ပါတယ်။ဘီမဟာလည်းနိုင်ငံဥပဒေမိုးလက်ခံလိုက်တော့အတိုင်းမခံမမဲကဆီယာရုံကိုဖမ်းသွားပါတယ်။မတက်ပေမဲ့ဘီမနဲ့ထပ်ပြီးမနှီးစပ်နိုင်အောင်မြစ်ထဲကိုရှိနေမျောလိုက်ပါတယ်။အဲ့တော့သတင်းရသွားတဲ့ဘီယင်မကစီရိုဒီယကြီးနဲ့ဆီယာရိုစီပြေးလာပြီးခေပေါ်ခုန်တက်ပေါ်ပါတယ် မိမလာကျိုးရဲ့ဟော့ကိန်းတွေထဲမှာဆီယာရွန်နဲ့တပည့်သုံးယောက်ရောက်လာရင်ဘီယမဟာမိမလာကျိုးကိုစုံဖတ်သွားမယ်ဆိုတဲ့ဟော့ကိန်းတစ်ခုလည်းရှိနေပါသေး။ဘီယမကိုကောင်းငင်ဘဝန်တန်းတင်ပေးထားတာဖြစ်ပြီးဒေါ်ဝင်သွေးပါတဲ့ဘီယမသာထွက်သွားရင်မိမလာကျိုးဟာလည်းပျက်စီးသွားမှာဖြစ်ပါသေး။ဘီယမကိုမရှိမဖြစ်လိုအပ်ပေမဲ့သူတို့အနေနဲ့ဘီယမကိုကြံရှာနိုင်လောက်အောင်လည်းမစွမ်းတာကြောင့်အတိုင်းမခန့်ကဝူကုန်းကိုအကူအညီသွတ်တောင်းပါသေး။ဝူကုန်းလည်းသူ့စီယာပြောက်သွားပြီဆိုတာနဲ့အသေးအံလိုက်ရှာပါသေး။ဆီယာရွန်တို့နှစ်ယောက်ကတော့ကမ်းမမြင်လမ်းမမြင်ရှေးပြင်းထဲမှာမျောနေပါသေး။ ရှမ်းနယ်ချီနေပြီဖြစ်တာကြောင့်ဆရာတော်ရောဖခင်မပါပြင်မှတ်လာပြီးဖခင်မဟာပင်လယ်ရေတွေကိုတောက်ဖို့လုပ်ပါတယ်။ဆရာတော်ကတော့ပင်လယ်ရေဆိုတာတောက်လီတောက်လီငတ်မပြေဖြစ်မှာဝူတီလို့အတောက်ဖို့တားလိုက်ပါတယ်။သူ့သားဝဆိုင်ထာဝရအသက်ရှင်နိုင်တာကြောင့်မင်းုံတက်ရင်တခိုင်းတော်စားဖို့ဖခင်မကိုပြောပါတယ်။ဒါပေမဲ့ဖခင်မကတော့ဆရာတော်ကိုစားပြီးအသက်ရှင်မဲ့အစားနှစ်ယောက်အတူပဲပျော်ပျော်ကြီးတည်လိုက်ချင်ပါတယ်။မုံတိုင်းမှာထက်မိတဲ့အချိန်တွေမှာတော့တင်းအောင်လုံးပြန်မထလာနိုင်တော့ပဲအသက်မြွတ်မြော်ပဲကြံပါတယ်။ နောက်ဆုံးအချိန်မှာဘီမကမိမလာကျွန်းရဲ့အပြင်မှာဘာရီရှိနေလဲသိချင်တယ်လို့ဆရာတော်ဦးပြောတော့ဆရာတော်ကအပြင်နောက်ကမှာဘာရီရှိလဲဆိုတာဒီဘဝမှာပြောင်းဝင်မရလိုက်ပေမဲ့နောက်ဘဝမှာတော့နောက်ကကြီးကိုနိုင်ပြမယ်လို့ပြန်ပြောပါတယ်။ဒီလလိုမှာပဲဆိုရဲဆရာတော်ကိုယ်တိုင်လည်းမတုကာမလေးကိုစိတ်တွေးဆိုင်နေပါတယ်။ဒီရမျိုးရင်းနဲ့မိမလာကျွန်းရဲ့ကန်ဆက်ကိုရှောက်သွားပါတယ်။အဲ့နေရာမှာဂိတ်ပေါက်ကြီးတစ်ခုရှိနေပြီးဒီဂိတ်ကြီးကမိမလာကျွန်းကနေထွက်သွားလို့ရမယ်တခါကြီးပဲဖြစ်ပါတယ်။ ီကိတ်ကအမြဲတမ်းရှိနေတာလည်းမဟုတ်ပဲဆီယာရုံနဲ့ဘီယမရိုရဲ့ချစ်ချင်းမြေသားကြောင့်ပေါ်လာတာဖြစ်ပါတယ်။ပင်လယ်ပြင်မှာလည်းမြူရေရှင်းကုန်ပြီးတကားပေါင်းနဲ့ကျွန်းရှိတဲ့နေရာကနီနီလေးဖြစ်နေပါတယ်။ဝူခုံးနဲ့ဆီယာရုံဝူးတွေ့သွားပြီးဖာကျင်းနဲ့ဝူချင်းတို့လည်းရှောက်လာကြပါတယ်။ဖောက်ပေါက်တွေ့သွားပြီးဖြစ်လို့ထွက်သွားကြဖို့လို့တော့ဘီယမကလိုက်ခဲ့ခြင်းနဲ့လို့ပြောပါတယ်။မေမလာကျောင်းကထိနန်းစည်းစိမ်တွေဝရအောင်ဆွတ်လုပ်ပြီးပြင်းပြချက်တွေများတဲ့ဘဝမှာနေရမယ်ဆိုရင်တော့ဆီယာရုံနဲ့အတူပဲရှိကြပါမယ်။ဆီယာရုံကလည်းဝူခုံးတားနေတဲ့ခြေကနေခေါ်ခဲ့လိုက်ပါတယ်။ ဒါပေမဲ့ဆရာတော်တို့ပဲတကားကဖြတ်သွားလို့ရပြီးဘီမကတော့ဖြတ်လို့မရဖြစ်နေပါတယ်။ဘီမကအတင်းထွက်ဖို့ဂျိုးလာတော့တကြုံလုံးကြောက်ရွံ့တွေလိုခဲသွားပြီးဘီမကကြောက်ရွံ့ဖြစ်တော့မယ့်အချိန်မှာဆရာတော်ကပြန်ဝင်လာပြီးဘီမကိုကယ်လိုက်ပါတယ်။ဘီမကမိမကဂျုံနဲ့ပြန်ရောက်တော့မှတကြုံလုံးနဲ့ပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။မြေဆောင်နဲ့ကတကားပေါပွင့်လာတာကိုတွေ့တာနဲ့မိမကဂျုံနဲ့ကိုဝင်လာပါတယ်။မြေဆောင်နဲ့ချီတိုက်ခဲ့တယ်ဆိုတဲ့သူကတော့အတိုင်းမခံမဲ့ပဲဖြစ်ပါတယ်။ သူအတိုင်းမင်းခါမဖြစ်ခင်တာမန်ပြိုရောဝါမှာမြင်းဆောင်နဲ့နဲ့တွေ့ခဲ့ပြီးအချင်းချင်းမမြင်ရစကားမပြောရပါပဲနှလုံးသားချင်းနားလည်ပြီးချစ်ကြိုက်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိဘီယမဖြစ်လာမဲ့တုံးဝင်သွေးလေးမွေးလာတဲ့အချိန်မှာဘီယမဟောင်းကခလေးကိုဆောင်းရှောက်ဖို့သူ့ကိုတောင်းဝင်ပေးခဲ့ပါတယ်။အဲအကြောင်းပဲအတိုင်းမင်းခါကတောင်းဝင်အတွက်အနှောက်အယှက်ဖြစ်စေမဲ့အနှောင်အဖွဲတွေကိုဖျက်တောက်လိုက်ပါတယ်။ရဲဆောင်နဲ့ကတော့တန်ရုံးစင်မပြတ်နိုင်ပဲ20လုံးလုံးသူချိရတဲ့မိန်းကလေးကိုတွေ့ရဖို့တကားပွင့်လာမဲ့အချိန်ကိုစောင့်နေခဲ့ပါတယ်။ တစ်ဖက်မှာမချစ်သေးတဲ့သူကိုချင်းမိတဲ့ဆရာတော်ကတော့ဆန်ရှော့ပြီးသင်ခန်းကအလိုလိုပြေကျသွားပါလေ။ဘူခုံးရဲ့အစွမ်းနဲ့တောင်ပြောင်းဝပေးလို့မရလို့ဆရာတော်လည်းခံစားချက်တွေဝေဝါနေပါလေ။ဘူခုံးကတော့အချင်းရကူလာသွားပြီးဒီကထွက်သွားလို့အချင်းတစ်ခုရောက်ရင်ဘေးမဝူလည်းမေ့သွားပြီးစိတ်ပြောင်ပြောင်နဲ့ခီးဆက်နိုင်မှာပါလို့ဖြောင်းပြပါလေ။အဲ့ချိန်မှာမိမနာကျုံသူတွေကပြပြမိနေတဲ့သူတို့ဘီယမအတွက်စူတောင်းပွဲလုပ်နေကြတော့မြေဆောင်နဲ့လျှောက်လာပါတယ်။အားလုံးကလက်မီးထွက်ပြေးကြပါမယ်။အတိုင်းမိခန်းကမြေဆောင်နဲ့နဲ့တော်တွေ့ပါတယ်။ ူ့ကိုနှစ်20လုံးစောင့်နေခဲ့လို့ဝန်တာပေမဲ့ဘီယမတတိတဲရလာတာနဲ့အတိုင်းမခန်းကဘီယမစီကိုတန်ပေါ်ပါတယ်။မြေဆောင်နဲ့ကိုဘလူးပဲချစ်ခဲ့ချစ်ခဲ့ဘီယမကိုစောင့်ရှောက်ရမယ်သူတာဝန်ကပဲသူ့အတွက်အရေးကြီးဆုံးခင်လို့ဒီတစ်ခါမှလည်းမြေဆောင်နဲ့ကိုဆုံးဖပါပြန်ပါတယ်။ဘီယမကြောင့်ပဲအခါကရှုံးနေတဲ့မြေဆောင်နဲ့ကထောသားရီထွက်ပြီးဘီယမကိုဖတ်ဖို့သွားပါတယ်။သူနဲ့အတူရှိနေတဲ့ဆီယာရော်လည်းပါသွားပေမဲ့ဝူခုံးကမြေဆောင်နဲ့ကိုရိုက်ထုတ်ပြီးဆီယာရော်ကိုပြန်ကဲနိုင်လိုက်ပါတယ်။ တိုင်မင်ခန်ကတော့ခုချိန်ဒီလဲဘီယမကိုစုံခွာသွားမှာမဟုတ်ပဲမျက်ဆောင်နှက်ကိုထွက်သွားဖို့ခန်ကတီတီပြောလိုက်ပါတယ်။အဲစကားကြောင့်အမုန်းတွေဖုံးသွားတဲ့မျက်ဆောင်နှက်ကမိစ္ဆာအဖြစ်ကိုပြောင်းသွားပြီးကျိုးတစ်ခုလုံးမှာဘုံတိုင်းတွေပေါ်လာပါတယ်။ဒီကျိုးလုံးကိုကဲဖို့ဝူခေါလို့တောင်းယောက်ကမျက်ဆောင်နှက်နဲ့အသေးအတန်တိုက်ခိုက်နေကြပြီးဆီယာရော်ကတော့ဘီယမကိုကဲနေပါတယ်။ဒါပေမဲ့လိုင်းလုံးပေကြောင့်ဝူခေါလို့ကလည်းအနုံရှေးရောက်ထဲမြုပ်သွားကြပါတယ်။အဲ့ဒီမှာဆီယာရော်ကဒုက္ခရောက်နေတဲ့လူတွေကိုကြည့်ပြီးတန်ဝေးကြရပွားပါတယ်။ သူ့ရဲ့မထားတဲ့ဓလွဲမြေတာကြောင့်ဒီလိုရဖြစ်လာရတယ်လို့လည်းဆင်ခြင်ပြီးသွားပါတယ်။သူ့အမားတွေကိုပြင်နိုင်မှုလမ်းပြပေးပါလို့ဘုရားကိုတားလိုက်တော့ဘုရားကလူတွေကိုခက်တင်လိုက်ပြီးမြေဆောင်နှက်ကိုလည်းအစွဲတွေချုပ်ပေးလိုက်ပါတယ်။ဇေယရောကိုယ်တိုင်လည်းအခြေကြောင့်မိုက်မာမိတဲ့မြေဆောင်နှက်ကိုကြည့်ပြီးတရားရသွားသလိုဘီမကလည်းသူနဲ့အတူရှိနေတဲ့နောက်ဇေယရောပြောနိုင်မှာမဟုတ်ဘူးဆိုတာသိနေပါတယ်။အဲဒါကြောင့်ဇေယရောကိုသူကိုယ်တိုင်ပဲသင်္ကန်းပြစီပေးလိုက်ပါတယ်။ဘီမကဇေယရောနဲ့အတူရှိနိုင်မယ်နောက်ဆုံးအချိန်မှာဇေယရောကိုရှေ့စိတ်စီကိုယ်တိုင်လိုက်ပို့ပေးပါတယ်။ ဆရာတော်ကတော့ဘေးမကိုနှုတ်မဆက်လှဲမကြည့်တော့ပဲတန်ရုံးစင်အပြီးဖြတ်ပြီးကြားစာပေးမှုအတွက်အနောက်ရဲ့ဘုခီးဆက်ခဲ့ကြပါတယ်